ရင်၃ပေါ့နော်ရှေ့တုန်းကဆိုရင်အဲမြတ်စွာဘုရားတတ်တော်တင်ကြရှိတုန်းကဆိုရင်တော့မလုပ်ဘူးလေဘုရားမျက်နှာချက်တွေပါလေလှုပ်တယ်သင်္ကန်းတယ်လေအပေါ်ကနေသူကဝိတာနာလို့ခေါ်တယ်ပါဠိလိုနော်ရှေ့တုန်းကဆရာတို့ကြီးကဘာသာပြန်တယ်ဗိတန်လို့ဘာသာပြန်တယ်နေ့ခေတ်ကတော့မျက်နှာချက်ပေါ့လေအပေါ်ကနေမျက်နှာချက်သင်္ကန်းနဲ့ကာလို့ရတယ်ဖုံနေပင့်ကိုအိမ်အောင်မုံနေမကြအောင်ပေါ့နော်အဲ့လိုလှုပ်လို့ရတယ်အဲ့သုံးလို့မရဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲအခုဒီနေ့ခေတ်မှာတော့ကိုယ်အိမ်ကတည်တည်လေးရဘုရားရှင်ကတည်တည်လေးသင်္ကန်းကြီးဘာမှသုံးသုံးလို့အချိန်မပြည့်ဘူးအဲ့တော့ဘုရားကိုကတ်ထားတဲ့သင်္ကန်း မလို့ပြန်လုပ်လို့ရတယ်တန်ခါကိုလှူလို့ရပါတယ်။ဘာလို့ရတယ်လဲဆိုတော့စာပေထမ်းမှာပြောတယ်လေ။ဖခင်ရဲ့အဥ္စာကိုသာသမီကအမွေခံခွင့်ရှိတယ်။ဒီတိုင်းပဲတဲ့ဖခင်ရှင်ရဲ့အဥ္စာကိုယဟန်ဖြစ်တဲ့ဖခင်ရဲ့သားတော်တွေကသုံးဆက်ခွင့်ရှိပါတယ်ဆိုပြီးတော့ထာဂနာဆရာဖွင့်ထားတယ်လေ။ဒါကြောင့်ခုနကဖခင်စီကဆွန့်လိုက်တဲ့အဥ္စာကိုသင်ငန်းကိုပေါ့နော်တန်ခါတော်များကိုပြန်ကတ်လှူတာအဆက်ပါတယ်အပြည့်မရှိဘူးပေါ့ဒါဆက်ဆက်မေခွန်းကိုပြောပြလိုက်တာနော်။ မှန်ပါဗျာအဲ့ဆိုဖေကဖေရတပည့်တော်တည်ချင်တာဥပမာပေါ့နော်စွန့်ချက်တဲ့သူကတယောက်ပေါ့နော်စွန့်တော်ကတ်တဲ့သူကတယောက်ဆိုရင်နှစ်ယောက်လုံးဝစွန့်စားလို့ရပါသလားဖေဟုတ်မရောက်ကတ်တဲ့ချက်တဲ့သူကသူကမလို့ခေါ်မလဲဒီကတ်တဲ့သူချက်တဲ့သူဆိုတာဖေကဝေယဝိဇ္ဇာလုပ်တဲ့သူမဟုတ်ပဲနဲ့လှူတဲ့သူဆိုလို့ရှိရင်သူကအလူရှင်ပဲရှိတယ်ဝေယဝိဇ္ဇာလုပ်သူမခေါ်ဘူးဟုတ်လားဟိုဦးစင်းကရဲထုံးကစွန့်ခဲ့တယ်ဆိုရင်ရဲထုံးကအလူရှင်ပဲရှိတယ်ဝေယဝိဇ္ဇာလုပ်သူမဟုတ်ဘူးဝေယဝိဇ္ဇာလုပ်သူဆိုတာဖေရှင်နဲ့ပတ်သက်တဲ့တန်ရှင်တစ်ခုခုပေါ့နော် လောက်ရမှာပေါ့ဗျာဥစဉ်ရဲ့တပိတ်ကိုဆေးတာဥစဉ်သင်ငန်းဆေးချော်လိုက်တာကုတီဆေးတာတပည့်စီလဲတာမြက်ရှင်းတာပေါ့အဲ့လိုမျိုးဝေယဝိဇ္ဇကိုဆိုလိုတာဆုံးတော်ကတ်တာကိုဝေယဝိဇ္ဇလို့တာပြောတာမဟုတ်ဘူးနော်မမဖေအရှင်မြတ်ဆက်ဆက်မေကုန်မေရှားခွင့်ပြုပါအရှင်မြတ်ယဟန်တစ်ပါးအနေနဲ့အရှင်မြတ်ဟိုကိုယ့်ရဲ့တငယ်ဟိုမပေးကောင်းတဲ့ပုံကိုယ်ကြီးရှိရပေါ့အရှင်မြတ်အဲ့မှာတပည့်တော်ကအာဟိုယဟန်တစ်ပါးအနေပြီးတော့အာအရန်ဒုက္ခရောက်နေတဲ့ မိတ်ဆွေဟိုယဟန်းပဲဖြစ်ဖြစ်သီလရှင်ပဲဖြစ်ဖြစ်လူပုဂ္ဂိုလ်ပဲဖြစ်စွန့်ကျင်နေဆိုရင်ဘယ်လိုမျိုးလုပ်လို့ရပါလဲရှင်များအဆက်ယဟန်းကနေလားဓမ္မယဟန်းကသူယဟန်းရှင်ချင်းတရင်သဖို့ငါးဦးကပေးလို့ရတယ်လေသူကလူပုဂ္ဂိုလ်ကသာမစွန့်ကောင်းတာလေသူကယဟန်းရှင်ချင်းဆိုလို့ရှိရင်ဓာတ်ရိုက်စွန့်လို့ရတယ်ဘာမှမဖြစ်ဘူးအဲ့တော့မစွန့်ကောင်းတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ထောင်ပါအဲ့ထက်မှာစွန့်ကောင်းလူတွေထဲမှာတော့မှဒုက္ခတွေကြီးအကြောင်းကိုလာပြီးတော့အကူအညီတောင်းနေဆိုရင်ဘုန်းကြီးဒီကူညီပေးလို့ရတယ်နော်နောက်ဓမ္မရီ မင်းစောရဲ့စွန့်လို့ရတယ်သူတို့ကမစွန့်ရင်အသက်အန္တရာယ်ချမှာလေနောက်မင်းစိုးရာဇာပုဂ္ဂိုလ်တွေသူတို့တွေကြောက်လာလို့ရှိရင်လည်းသူတို့ကိုချကြွေးလို့ရတယ်မင်းစိုးရာဇာတွေဓမြတွေနောက်ဆင်းရဲခုနကဒုက္ခရောက်လို့အကူကြီးတောင်းလာတဲ့ပုဂ္ဂိုလ်တွေသူတို့ကိုစိတ်ကူပေးလို့ရတယ်လမ်းစာချက်ကထောက်ပံ့ပေးလို့ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့သူ့ဟာသူအိမ်မာနေတဲ့တက္ကရာကမတွေကိုသွားပြီးတော့လာအောင်ဘာလေးလာယူအောင်ဘာလေးစားစားသွားအောင်ဆိုတာမျိုးမလုပ်ကောင်းဘူးလို့ဆိုလိုတာနော်ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်ဘုရားကူညီကောင်းကူညီကောင်းပါတယ်ဘုရားကူညီခွင့်ပေးထားပါတယ်နော်